တယ်ရမယ်စီမေလ9ရက်တောက်ကြနေကနော်ရီထိုင်းတရင်ဌာနရဲ့အညနေခင်းရုပ်သံတရအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မိုးပြဲတိုက်ပွဲတွင်စစ်ကောင်စီကအစိမ့်ဝိဘုံကျဲချတိုက်ခိုက်နေတယ်လို့ KADF ကပြောပါတယ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်တလအတွင်းအမျိုးသမီး82ဦးသေဆုံးပြီးဂရီနီက3ဦးပါဝင်တယ်လို့ BW ကထုတ်ပြန်ထားပါတယ် 2025ခုနှစ်ဖတ်မှ3လပတွင်အိုင်းစီကနေပြီးမတိုင်းမှုခုနမှုကိုအေးအေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်။ဘန်ကောက်တိုက်ပြူချမှုမှာပိတ်မိနေတဲ့ Grenny Data ခန်မော်လူစီယန်ကိုအခုချိန်ထိမတွေ့ရှိသေးဘူးလို့သိရပါတယ်။စားတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရမှာပါရှင်။မိုးပြင်းမြို့တိုက်ပွဲတွင်စစ်ကောင်စီက အစိမ့်ွေဘုံထက်မှတ်အုံပြူပြီးတိုက်ခိုင်းနေတယ်လို့ဂရင်းနီမျိုးသားများကကွယ်တဲ့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတအေဆိုကကန်နရီထိုင်းကိုပြောပါရယ်ပြီးခဲ့တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘုံကျဲတဲ့အစိမ့်ွေကိုရှူရှိုင်းမိပြီးခံစားရတဲ့လက္ခဏာတွေကိုလက်ရှိမှာ ရှူရှိုင်းမိနေတဲ့တော်လိုက်ရေးရဲဘော်တွေကခံစားနေရတာပါရှေ့တန်းရဲဘော်တွေရဲ့ပြန်လည်ပြောပြချက်အရအဲ့ဒီအစိမ့်ွေတွေကြောင့်မိုးဝေအော့အန်နာအရင်ကဖြစ်မှုတဲ့လက္ခဏာတွေ ပြန်ခန်းစားနေကြရတယ်လို့ဆိုပါတယ်။ဒါရီပြင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလက်နက်ကြီးတွေလင်းရီတွေနဲ့နှစ်စီရက်ဆက်အုံပြုထိုးစစ်ဆီးနေတယ်လို့သိရပါတယ်။မော်ပြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီစူးစမ်းနေတာလေးလကျော်ရှိနေပြီဖြစ်ပြီးစစ်မြေပြင်မှာလည်းစစ်ကြောင်းထိုးတာတွေရှိနေပါတယ်။စစ်ကောင်စီကနေ့စဉ်နဲ့မျှတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့အတွက်ပြည်သူလူထုတွေအနေနဲ့ တရိထားသွာလာကြဖို့ကိုလည်း KNDF စစ်ဗျူဟာအနှက်တစ်ကတိုက်တိုးထားပါရဲ့ရှင်မြန်မာနိုင်ငံတော်မှာစစ်ကောင်စီရဲ့ပြင်းထန်တိုက်ခိုက်မှုတွေကြောင့်အေဘလာတလအတွင်းအမျိုးသမီးတေဆုံးသူ82ဦးထိရှိပြီးဂရနီပီက3ဦးပါဝင်တယ်လို့မေလ9ရက်နေ့မှာမြန်မာအမျိုးသမီးတပ်မက BW ကထုတ်ပြန်ပါတယ်။တေဆုံးသူ82ဦးနဲ့စစ်ကောင်စီရဲ့လေကြောင်းကြောင့်တေဆုံးသူမှာ59ဦး၊လက်နက်ကြီးပစ်ခတ်တာကြောင့်9ဦးနဲ့ တက်ဖြတ်ခံရတာကြောင့်၅ဦးတို့ဖြစ်ကအဲ့ဒီတည်းမှာအသက်16နှစ်အောက်73ဦးပါဝင်နေပါတယ်။ဒါရီပြင်ထိခိုက်ဒဏ်ရာရသူ90ဦးရှိပြီးလေချောင်းတိုက်ခိုက်တာကြောင့်40ဦးလက်နေကြီးကြောင့်5ဦးမြေမြုပ်မိုက်ကြောင့်၄ဦးနဲ့အရခတ်တပ်ဖွဲ့ဝင်ကအဓမ္မပြုကျစ်ခံရတာကြောင့်တဦးတို့ဖြစ်တယ်လို့ပြောဆိုထားပါတယ်။နိုင်ငံတော်တွင်ဆုံးခဲ့တဲ့အမျိုးသမီးတွေဟာစကိုင်းတိုင်း၊ချင်းပြည်နယ်၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ် ပဲခူးတိုင်းကရင်ပြည်နယ်မူပြည်နယ်နဲ့ဂရင်းနီပြည်နယ်တို့ဖြစ်ကြပြီးစကိုင်းတိုင်းမှာ အမျိုးသမီးတည်ဆုံသူအများဆုံးဖြစ်တာပါလူစုတွေဟာတမဝဘေးအန်ရဲ့အပြင်စကောင်စီရဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်နေရပြီးပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကလည်းအရင်လှတွေထက်ပိုများလာတာကိုတွေ့ရတယ်လို့ BWU ကပြောဆိုထားပါတယ်ရှင်ဂရင်းနီပြည်တွင်း2025ခုနှစ်ဇန်နဝါရီလကနေမတ်လအတွင်း IEC တရားရေးဌာနလက်အောက် ဥပဒေရေးရာ ကြီးချဲ့ရေးမှုရုံးကစစ်ဆေးခဲ့တဲ့မတိုင်မှုမတိုင်မှုနဲ့သက်ဆိုင်တဲ့အမှုပေါင်းခုနှစ်မှုကိုအရေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့ပြည်နယ်ဥပဒေအရရှိခွန်ဂျက်စတင်က ပြောပါတယ်။အရေးယူဆောင်ရွက်မှုပြီးပြတ်သွားတဲ့သုံးမှုကိုတော့ထောင်တာ၁၀နှစ်စီချမှတ်လိုက်ပါတယ်။အဲ့ဒီမှုတွေကတော့ဒီမော်ဆိုမြို့နယ်နောက်ဖက်ခြံကမတိုင်မှုမဲဆက်မြို့နယ်ကမတိုင်မှုဒီမော်ဆိုမြို့နယ်အရှိဖက်ခြံကမတိုင်ကျရာကြံစီမှုတို့ဖြစ်ကြပါတယ်။ကြံရှိတဲ့တပ်ဖွဲ့ဝင်ချင်းချင်းကြား ဒိန်ချေရာကြံစည်မှုတမှုကိုတော့စစ်ဆေးခဲ့ပေမဲ့တဆိုင်ရာတပ်ဖွဲ့တွေစီကိုပြန်လွှဲအပ်ခဲ့တာပါဒေတာခန်တွေကတော့စစ်ပဋိပက္ခကာလအတွင်းတရားဥပဒေစိုးမိုးမှုအားနည်းတာကြောင့်ဂရင်းနီပြည်မှာမတိမ်မှုလေပိုင်းဆိုင်ရာကျူးလွန်မှုပြင်အိမ်တွင်းအကြမ်းဖက်မှုတွေလည်းများလာတယ်လို့ပြောဆိုကြပါတယ်ဖြစ်ပေါ်လာတဲ့အကြမ်းဖက်မှုတွေကိုလည်းအရင်ယူဆောင်ရွက်ပေးဖို့တာဝန်ရှိသူတွေကိုတိုက်ကြားဖို့လိုတယ်လို့ဒီမော့ဆိုမြို့နယ်နောက်ဖက်ချမ်းမှာစစ်ဘေးရှောင်နေတဲ့ အသက်23နှစ်အရွယ်အမျိုးသမီးတဦးကပြောပါရယ်။2025ခုနှစ်ဧပြီလအတွင်းဒီမော့ဆွန်မြို့နယ်နောက်ဖက်ချမ်းမှဖြစ်ပွားခဲ့တဲ့ကလေးတငယ်ကိုလေပိုင်းဆိုင်ရာကျွန်းလို့တဲ့အမှုတမှုကိုမြို့နယ်တရားရုံးကနေစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါရယ်ရှင်။မက်ရှလာ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်အဆောက်အုံပြိုကျမှုမှာပိတ်မိနေတဲ့ဂရီနီဒေတာခန့်မော်လူစီယာနိုကိုအခုချိန်ထိပြန်လည်မတွေ့ရှိသေးဘူးလို့ဝန်ခွဲတော်ဆက်သူဝေဖရက်ကပြောပါတယ်။ လူစီယာနိုဟာအီတလီယာထိုင်းကုမ္ပဏီလက်အောက်က ဆောက်လုပ်ရေးလုပ်ငန်းမှာအလုံးလုံးနေတာပါမြေပြိုကျမှုမှာပါဝင်တဲ့သူတွေအတွက် ထိုင်းအစိုးရကပေးတဲ့နှစ်နာချေးကိုပေးမှာဖြစ်ပြီးအလောင်းကိုစစ်ဆေးဖို့နဲ့မိသားစုဝင်ဖြစ်ကြောင်းအတည်ပြုနိုင်ဖို့ DNA တိုက်ဆီးဖို့လိုအပ်နေပါတယ်မလူစီယာနိုရဲ့မိသားစုဝင်တွေက DNA တိုက်ဆီးဖို့ထိုင်းနိုင်ငံကိုရောက်ရှိလာကြပေမဲ့ပတ်စပို့ပြုလုပ်လို့မရသေးတာကြောင့် DNA စစ်ဆေးခွင့်မရှိသေးဘူးလို့ဆိုပါတယ် လက်တလုံးမှာတော့ DNA စစ်ဆေးဖို့လိုအပ်တဲ့ passport ကိုထိုင်းတာယုံမှာတင်ပြထားစေပါထိခိုက်သေးဆုံးသွားတဲ့အလုတ်သမားရော့ကျေးပြရဖို့အတွက်လည်းလိုအပ်တဲ့စာရွက်စန္ဒာတွေကိုကြိုတင်ပြည့်စည်ထားဖို့လိုတယ်လို့မြန်မာရွှေ့ပြောင်းအလုတ်သမားရေးစာရွက်သူဥထုချစ်ကပြောပါတယ်ဆောင်းလက်ဆက်တိုက်အထက်30ရှိထိုင်းအစိုးရငွေစည်ရေးစစ်ချုပ်ရုံးပြိုချပြီးရက်ပေါင်း40ကျော်မှာတေဆုံးသူ88ဦးဒဏ်ရာရသူ5ဦးပျောက်ဆုံးနေသူ12ဦးရှိတယ်လို့ ထိုင်းသတင်းရှင်းသတင်းဌာနမှရေးသားဖော်ပြထားပါတယ်ရှင်။ကနော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Green Lee ပြည်သူပြည်သားအားလုံးစစ်ဘေးပါဝင်ကပ်ဘေးမျိုးမျိုးနဲ့ကင်းဝေးကြပါစေရှင်။ကျမမော်လေးများပါ။